င်ဒီနေ့ပြောမယ့်အကြောင်းအရာက Titanic Major Scale ရဲ့ Sucker of Force နဲ့ပတ်သက်တဲ့ Flash Scale တွေအကြောင်းဖြစ်ပါတယ်။ C Major Scale ကိုထုတ်ပြပါမယ်။ က်ထပ် major scale တစ်ခုထုတ်တာကို socket of force လို့ခေါ်ပါတယ်။ Okay, the C major scale ကနေနောက်ထပ် scale တစ်ခုထပ်ထုတ်ပြပါ။ C D E F F major ဖြစ်ပါတယ်။ F major scale မှာ major scale မှာ flat ဘယ်နှခုပါလဲ flat တစ်ခုပါပါတယ်အဲ့ဒါပါလဲ i flat က b flat ဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ် scale တစ်ခုကိုထပ်ထုတ်ပြပါ F G A B flat ဖြစ်ပါတယ် B flat scale ကိုထုတ်ပြပါ B flat to C or C to B B flat major scale မှာ flat ဘယ်နှခုပါပါလဲ flat နှခုပါပါတယ်ပြောပြပါ high flat နှခုမှာတော့ B flat ရဲ့ E flat ဖြစ်ပါတယ်နောက်ထပ် scale တစ်ခုထပ်ထုတ်ပြပါ C flat C D E flat major scale ဖြစ်ပါတယ်ဆက်သွားပါ E flat major scale မှာဘာ flat တွေပါပါလဲ E flat major scale မှာဆိုလို့ရှိရင် B flat ပါတယ် B flat ပါတယ် A flat ပါတယ်နောက်ထပ် major scale ကိုထုတ်ပြပါ A flat major scale ကိုထုတ်ပြပါ ए फ्लैम बी जास के मा बा फ्लैट ए पावा ले ए फ्लैम बी जास के मा गा ए फ्लैट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  पावा ले नाउ टेक मेजर स्केल တစ်ခုကိုထပ်ထုတ်ပြပါ A flat, 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 flat B cool, flat, flat C D flat major scale ဖြစ်ပါတယ်ဆက်သွားမယ် D flat to ဟုတ်ပြီ D flat major scale မှာဘာ flat တွေပါတယ်လဲ D flat major scale မှာဆိုလို့ရှိရင် B flat D flat B flat D flat G flat ပါပါတယ်နောက်ထပ် major scale တစ်ခုထပ်ထုတ်ပြပါ D flat E flat F G flat major scale ပါ Okay G flat major scale ကိုထုတ်ပြပါ G flat to A flat major scale မှာဘာ flat တွေပါပါလဲ6 flat ပါပါတယ် F flat တွေကတော့ B flat, E flat, E flat, D flat, G flat, C flat ပါ C flat ဆိုတာဆန်းရမှာပါရင်လေတကယ်တမ်းသိနေရသမီးသိနေရနော် Okay theory ရဆိုရင် C flat လို့ပဲပြောမယ်နော်ဟုတ်ပြီနောက်ထပ် major scale တစ်ခုထပ်ထုတ်ပြပါ flat majors ကိုထုတ်ပြပါ C flat to D flat ကဟုတ် D flat to E flat ကဟုတ် D e flat to F flat ကဟုတ် F flat to ho, G flat ကဟုတ် G flat to A e flat ကဟုတ် A e flat to B flat ကဟုတ် B flat to C flat ကဟုတ် C flat major scale မှာ flat ဘယ်နှခုပါပါလဲ flat ကခုနှစ်ခုပါပါတယ်ပြောပြပြီးပါ flat တွေက B flat B flat A ပြီးအခုတည်လိုက်တဲ့ F flat ဆိုတာဆန်းရမှာပါ F flat ဆိုတာဟာဆန်းရမှာဆိုလို့ရှိရင် E ရဲ့ပါအဲ့တော့ theory ရဆိုရင် F flat လို့ဆိုရင် F flat လို့ရပါတယ်ဟုတ်ပါမယ်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်